ဒီနေ့မှာတော့ဘွားကြီးမှာအလုပ်တွေနဲ့အားထုတ်ရုံးကရင်နှစ်မျိုးနေကြတဲ့မိခင်ဖခင်တွေအတွက်သတိတရားရဖို့လုံလောက်တဲ့ရောက်သွားစီမဲ့ဖခင်နဲ့တားကြောက်ရဲ့စကားဝိုင်းလေးကိုမျှဝေပေးခြင်းပါတယ်။ခိုးလုံးရဲ့နှစ်နှင်းငယ်ကမြို့ဆောင်ကအင်္ဂလိပ်တိုင်းမှာတားဖိုင်းဟောင်းရောက်နေကြတယ်တဲ့။ဒီနေ့မှာတော့တားလေးဟာဖေးလုံးလုံးနေတဲ့လှုပ်ခန်းလေးကိုဝင်လာပြီးတော့လေးဝန်းတစ်ခုမေးတယ်တဲ့။ဖေးရင်ဖေးကိုတားလေးကုန်းတစ်ခုလောက်မေးလို့ရမလား။ဖခင်ကအလုပ်ကိုဆက်လုပ်ရင်းနဲ့အယုံမပြတ်။အေးမေးပါဘွားပါလေ။တားက အဖေလောက်လောက်တာတနအီကိုအဆန်ဘလောက်ရလဲလို့မေးတယ်။ဖခင်ကအာအာတိတ်သွားပြီးတော့စိတ်နဲ့နဲ့တူသွားပြီးအဲ့ဒါမင်းသိစရာမလိုပါဘူးကွာ။ဘာဖြစ်လို့အဲ့လိုမေးတာလဲ။ဒါကဆက်တောက်ဆက်တောက်နဲ့သိတင်လို့ပါဖေပြောပြပါလားဗျာတနအီကိုဘလောက်ရလဲလို့ဖခင်မျက်နှာပြင်မှာဒီမနေ့ဖြစ်တဲ့ပုံပေါ်လာပြီးတော့ကဲကောင်းပြီ။အဖေလောက်လောက်တာတနအီကို900ရရတယ်။ဒါကခေါင်းငုတ်သွားပြီးအေးဆေးသွေးနေတဲ့ပုံနဲ့ပို့ဆိုပြီးခေါင်းမုတ်ပြီးတော့ ဖေးဒါဆိုကျွန်တော်ကိုပတ်စံ300ချီးပေးပါလားပြဖခင်ကသွားတော့ထွက်သွားပြီးတော့အတန်ကျိလာတယ်။ဩမိကငါလောက်အားကားကိုလာပေးရတဲ့အကြောင်းရင်းကပတ်စံချီးဖို့ဆိုရင်တော့သွားချက်ချင်းခံရတော့တော့ပြအိုက်လိုက်တော့မင်းရဲ့အသက်ကြီးတဲ့အပြုအမူကိုတိတိကျကျပြန်စဉ်းစားရလိုက်ခိုးဖေးကတနေ့လုံးအလုပ်ကိုကျူးစားနေရတာဒီလိုခလေးဆန်တဲ့ချိုးမျိုးကိုလုံးဝမကြိုက်ဘူးလို့ငေါက်လိုက်တယ်။ဒီတော့သူ့သားကဝမ်းမတဲ့နဲ့ခံတဲ့သွားပြီးတိတ်ရတဲ့ဝင်နေလိုက်တယ်။ဒါလေးကတိတ်တဆိတ်နဲ့ခံတဲ့ဝင်သွားပါတယ်။ဖခင်ဖြစ်သူကတော့ထိုင်ပြီးစဉ်းစားရင်းနဲ့ပူပြီးတော့ဒေါ်ရထွက်လာတယ်။ငါစီကပတ်စံချီးဖို့ပဲရည်ရွယ်ပြီးဒီလိုမင်းကုန်းတွေလေး ရတာလားဆိုပြီးစိတ်ထဲမှာစက်ပြီးမကြေမနက်ဖြစ်နေမိတယ်။တဏှာကြီးလောက်ကြာတော့တဲ့အခါမှာတော့ဖခင်ရဲ့စိတ်ဟာဖြည်းဖြည်းအေးဆေးတည်နေလာပါတယ်။သူပြန်စဉ်းစားကြည့်မိတယ်။ငတ်သားလေးခင်ဗျာပတ်စံတော်ရံနဲ့တကယ်ပဲလိုအပ်နေတဲ့အရာတစ်ခုခုများရှိနေတာများလား။ဒီကောင်လေးကတော်ရံတန်ရုံဆိုပတ်စံမတောင်းသက်ပါဘူးဆိုပြီးဖခင်ကတာခန်းကိုသွားပြီးစကားဆောက်လိုက်တယ်။ဒါဒီခဏကစိတ်ဆူသွားမိတယ်။ဒီအလောက်ကြောင့်ပင်မန်းနေတော့သားပေါ်သောတာဖြစ်သွားမိတယ်။ယော့ခဏကသားတောင်းတဲ့ပြဿနာတော့ရ။သားလေးကပျော်ရှင်မှုပြည့်နေတဲ့အတန်းနဲ့။အော်ကျေးဇူးရပြီလို့ခေါင်းအောက်ကနေ ။ဝေစကူကျူရီထပ်ယူလိုက်ရင်းနဲ့ပြောလိုက်တယ်။ဖခင်ကစိတ်ထဲမှာဒေါသပြတ်ဖြစ်လာပြီးစိတ်ထဲပြောနေတယ်။ပုဆန့်ရှိနေတဲ့တန်းနဲ့ဘာကြောင့်ကစီကနေထပ်တောင်းတာလဲ။ဒါကပုဆန့်တွေကိုဖြည်းဖြည်းချင်းချင်းတွက်ပြီးခေးဒီမှာကြည့်ပါဦး။ကျွန်တော်ကအခုပုဆန့်900ပြည့်သွားပြီ။ဖခင်ကအာအာတိတ်သွားပြီးတော့ဘာဘာပုဆန့်900ပြည့်ပြီဘာလုပ်မှာလဲ။ဒါကချစ်စလို့လေးတယ်နဲ့ အဖေရဲ့အလုပ်ချိန်တနာယူကိုပဲကျွန်တော်ကဖေနှစ်ခါညနေအလုပ်ပြီးရင်အိမ်ကိုစိုးစိုးပြန်လာပြီးကျွန်တော်နဲ့သူညက်စာစားပေးပါလားဖခင်ကစကားမပြောနိုင်အောင်ဖြစ်သွားခဲ့ရပါတယ်သူသားလေးရဲ့ဆန္ဒဟာရုပ်ဝတ္ထုပစ္စည်းတစ်ခုတော့မဟုတ်ပဲဖေနဲ့သူကိုယ်စုံညက်တဲ့အချိန်သက်ဆိုတာနားလေသွားတဲ့အခါမှာတော့ဒီပုံပြင်လေးကကျွန်တော်တို့အားလုံးကိုသတိပေးနေတဲ့သင်ခန်းစာတစ်ခုရှိပါတယ်ဘဝကိုလှုပ်နေတဲ့မှာယုံကံအားထုတ်နေကြတဲ့အားလုံးကိုတတိယစေချင်ပါတယ်ကျွန်တော်တို့ရဲ့လက်ချောင်းစိတ်ကနေအချိန်တွေရှောင်မပြေးသွားခင်မှာကိုယ်အတွက်တကယ်ရေးကြီးတဲ့သူတွေကိုယ်ရင်ထဲမှာတကယ်နေရာရှိထားတဲ့သူတွေနဲ့အချိန်ကိုအတူတူကုန်စုံဖို့ ေးကြပါနဲ့ကျွန်တော်တို့နောက်ခံတည်ဆုံသွားခဲ့ရင်ကျွန်တော်တို့လှုပ်လှုပ်နေတဲ့ကုမ္ပဏီကရက်ပိုင်းတွင်ကျွန်တော်တို့နေရာကိုစာထုတ်နိုင်ပါတယ်ဒါပေမဲ့ကြေရစ်ခဲ့တဲ့ကျွန်တော်တို့ရဲ့မိသားစုမိတ်ဆွေတွေကတော့တသက်လုံးဆုံးရှုံးမှုကိုခံစားကြရမှာပါခဏလေးစဉ်းစားကြည့်လိုက်ပါကျွန်တော်တို့ဟာကိုမိသားစုထက်အလောက်ကိုပဲပိုပြီးအာရုံစိုက်နေမိကြတာများနေပြီလားဒီနေ့တော့ဒီလောက်ပါပဲမိသားစုနဲ့အတူကောင်းမွန်ပျော်ရွှင်တဲ့အခြေတွေကိုဆုံးရပါစေအဆုံးထိတရှိပေးတဲ့အတွက် သူရဲ့ကျေးဇူးတင်ပါတယ် I love you over ဒီလိုသိပညာပေးပုံရင်းတွေနဲ့ဝတ်ငင်းသားပုံရင်းတွေကိုစိတ်ဝင်စားတယ်ဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်တာပြပါ like လေးပေးခဲ့ပါပြောချင်တဲ့အကြောင်းအရာတစ်ခုရှိရင်လည်းအောက်မှာ comment ဝေးသွားကြပါလို့တောင်းဆိုပါတယ်နောက်နေ့တွေမှာလောက်ပုံရင်းတွေနဲ့ဆုံကြရအောင်